ရခိုင်ပြည်ရေပိုင်တပ်ထဲကိုဝင်ပြီးငှားခိုးဖန်ခဲ့တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငှားဖန်သမား၄ယောက်ကိုအောက်တိုဘာလ28ရက်နေ့မှာအာရခါတက်တော်ရဲ့ကမ်းခြေဆောင်တက်ကဖမ်းဆီးလိုက်တယ်လို့ကမ်းခြေဆောင်တက်နဲ့နှိဆက်သူတွေစီကသိရပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံတက်ခနက်မြို့နယ်ကငါးဖမ်းသမား၄ယောက်ဟာရခိုင်ရှိပိုင်နယ်အထက်ကိုဆက်လေတစင်းနဲ့အော်တိုဘားလာ၂၈ရက်နေ့မနက်ပိုင်းမှာဝင်ပြီးငါးခိုးဖမ်းခဲ့တာဖြစ်ပါတယ် ူတို့ကိုအရခါတက်တော်ကန်းကြီးစောက်တက်ကလမ်းခေါ်ရာမှာထွက်ပြေးဖို့ကြိုးစားတာကြောင့်ဖမ်းဆီးခဲ့တာဖြစ်ပြီးရေပိုင်နဲ့ခုံးဝင်မှုနဲ့ဥပဒေအရရေးယူနိုင်ဖို့ဆောင်ရွက်နေလို့သတင်းရင်းမြစ်တယောက်ကပြောပါရယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံကငါးဖဲသမားတွေဟာရခိုင်ရေပိုင်နဲ့ကိုခုံးဝင်ငါးဖမ်းပြီးတော့ရခိုင်ဒေသခံငါးဖဲသမားတွေကိုအုပ်စုလအနိုင်ကျင့်မှုတွေရှိတယ်လို့မော်ရော်မျိုးနယ်ကဒေသခံတွေကပြောပါရယ် ဒါအပြင်စတင်ဘာလာတုံးကလည်းရခိုင်ရေပိုင်နက်ကိုခိုးဝင်ငါဖမ်းတဲ့ဘင်္ဂလားဒေ့ရှ်ငါဖမ်းသမားတွေကို လိုက်လံဖမ်းဆီးရမှာအေအေရဲ့ကန်းကျေစောက်တက်အရာရှိတယောက်နဲ့တပ်ဖွဲ့ဝင်တယောက်ကိုငါဖမ်းသမားတွေကတပ်ပြီးလက်နက်တွေယူဆောင်ကထွက်ပြေးတော်ခဲ့တာတွေလည်းရှိခဲ့ပါရဲ့ရှင်။စကိုင်းတိုင်းပုတလင်းမြို့နယ်အတွင်းကစိန်ပြအရင်ကြီးထွက်ရှိရာ တွင်းထောင်ရော်ကိုစစ်တပ်ကအောက်တိုဘာလ28ရက်နေ့ညနေပိုင်းကဆက်တက်လေထီးနဲ့ဘုံကျေးချတာတွေပြုလုပ်တော်ရေလို့ဒေတာခန်တွေကပြောပါတယ်။ မုံရော့အခြေဆိုင်နာမခစစ်တပ်တွေကနေတက်လာတဲ့စစ်တပ်လေထီကဘုံကျေးခဲ့တဲ့အတွက်အသက်25နှစ်အရွယ်အမျိုးသား၂ယောက်နဲ့ကလေး၂ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးရော်တွေကအဆောက်အုံနှလုံးလေးဘုံသီးကျပြီးတော့ပျက်စီးတော်ရဲလို့တွင်းတောင်လျှော်သားတယောက်ကပြောပါတယ်အခုလိုပြည်သူတွေရှိတဲ့နေရာနဲ့ကလေးတွေရဲ့စာသင်ကျောင်းကိုအကြောင်းမဲ့ဘုံကျေးတိုက်ခိုက်တာဟာစေအုပ်စုရဲ့လူမဆန်တဲ့လုပ်ရက်ဖြစ်ပြီး ပြည်သူတွေအနေနဲ့လေချောင်းအန္တရာယ်ကိုသတိထားကြဖို့ဘုဒ္ဓလင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ခေါင်းဆောင်တယောက်ကပြောပါတယ် စစ်တပ်ကအခုလိုလေးချောင်းကနေဘုံကျေးတိုက်ခိုက်တာအပြင် နာမခစစ်တပ်အတွင်ကနေဘူးတလင်မြို့နယ်တွေကိုစစ်ကြောင်းထွာတွေလည်းရှိနေပြီးတော့ဘူးတလင်မုံရောတောတဲ့ကားလဲမပေါ်မှာဖက်တဲ့မောင်းနေတဲ့ကားတချို့နဲ့ရိမ်မောင်းဖြစ်သူတွေကိုလည်းဖမ်းဆီးမှုတွေရှိနေတယ်လို့ဆိုပါတယ်တွင်းတော်ရောဟာဘူးတလင်မြို့ရဲ့အနောက်ဘက်ခွနမအကော်မှာတည်ရှိပြီးအင်ဂျင်နီယာကျော်ရှိတဲ့ကြေးော်ဖြစ်ကစစ်တပ်ကစစ်ကြောင်းထွန်းနေတဲ့အတွက် တွင်းတောင်ရောအပောင်းဝင်ဇီရောရောနဲ့အနေဝန်းကျင်ကြီးရောတွေကထောင်ထဲချီတဲ့ဒေတာခတ်တဲ့နေရာဆော့ခေါ်ထွက်ပြေးနေရတယ်လို့သိရပါတယ်ရှင်။အင်းစိန်မြို့နယ်မြို့သစ်ကရက်ကွက်ပထောက်လန်းထိပ်မှာဒီကနေ့မနက်၄နာရီကအမျိုးသမီးတစ်ယောက်ကို light truck ကားတစ်စီးကတိုက်မိခဲ့ပြီးရွှေပြည်သာဆက်မှုဆောင်မှာလာပစ်တော်ရဲလို့မြို့ခံတွေစီကသိရပါတယ်။ ဒီကနေ့မနက်6:00နာရီကရွှေပြည်သာဆက်မှုဇုံမှာရှိတဲ့အမိုက်ပုံဘေးမှာမျက်နှာနဲ့ခြေထောက်မှာသွေးတွေပြင်းနေတဲ့အမျိုးသမီးတယောက်ကိုရက်ကွက်နေသူတွေကတွေ့ရှိပြီးလူမှုကူညီအသင်းတွေကိုဖုံးဆက်အကြောင်းကြားခဲ့တာလို့မြို့ခံတယောက်က DWB ကိုပြောပါတယ်။ ကားတိုက်ခံရသူဟာမရန်ကုန်မြို့နယ်မှာနေတဲ့ဥမောင်ဝင်းရဲ့သမီးဖြစ်သူအသက်33နှစ်အရွယ်ရှိတဲ့မအခိန်လွင်းတွေဖြစ်ပြီးရိမ်မောင်းဖြစ်သူကတေပြီးအထင်နဲ့အမိုက်ပုံမှာလာပြစ်သွားလို့အုတ်ချုပ်ရင်းနဲ့နှိစက်တဲ့တဲ့ရင်မြစ်ကဒီဘူဘီကိုပြောပါတယ် လက်တလုံးမှာတော့ရင်တိုက်ခံရတဲ့အမျိုးသမီးဟာအင်းစိန်ဆေးရုံအရေးပေါ်ကုသဆောင်မှာကုသနေရပြီးမိသားစုဝင်တွေဆက်သွယ်နိုင်ဖို့လိုအပ်တယ်လို့သူကဆိုပါတယ်။အဲ့ဒီအမျိုးသမီးကိုဗျင်းနောင်ကနေရွှေပြည်သာဘက်ကိုမောင်းလာတဲ့ light truck ကားနဲ့ပဲ YGN5 AB 1709ကတိုက်ခဲ့တာလို့သိရပါတယ်ရှင်။ စတက်အာနာတင်ထားတဲ့9နှစ်တာကာလအတွင်းမှာခီးသောလုပ်ငန်း90ရာခိုင်နှုန်းသာလေပတ်နိုင်ခဲ့တယ်လို့မြန်မာနိုင်ငံခီးသောလုပ်ငန်းရှင်များအသင်းကပြောပါရယ်။အာနာတင်ပြီးနောက်ပိုင်းပြည်တွင်းမှာနင်းပြင်းဒေသလုံခြုံမှုမရှိတာကြောင့်ပြည်တွင်းခီးသောအပြင်ပြည်ပခီးသောတွေပါတော့ရောက်လေပတ်မှုနေတော့ပြီးတော့ပြည်တွင်းခီးသောအများစုကလည်းပွဲတော်ကာလရက်အတွင်းမှာသာလေပတ်လေရှိတယ်လို့ဆိုပါရယ်။ အခုအချိန်တွေကကိုဗစ်ကာလမတိုင်ခင်နဲ့နှိုင်းရှင်ရင်ဒီ9နှစ်တာအတွင်းမှာတဝက်လောက်ပဲရှောက်သေးပြီးအရင်အချိန်တွေကိုပြန်မရောက်သေးသလိုထင်သလောက်တိုးတက်မှုမရှိပဲဒေတာတွေလုံခြုံရင်းဆိုင်ရာအခက်အခဲတွေရှိနေတော့ခီးသောလုပ်ငန်းကမတိုးတက်လာဘူးလို့မြန်မာနိုင်ငံခီးသောလုပ်ငန်းရှင်များအသင်းကတာဝန်ရှိသူတယောက်ကပြောပါတယ်ပြည်တွင်းပြည်ပခီးသောအေတအများစုကပကံချောင်းသာငွေဆောင် တောင်ကြီးအင်းလေကလောနဲ့ကြိုက်ထီရိုဖျားကိုအများဆုံးတော့ရောက်ကြရဲလို့သိရပါတယ်။2019ခုနှစ်အတွင်းမှာပြပခီတော့အေတေဝင်ရောက်မှုက၄ဒသမ5တန်ခန့်ရှိပြီး2024ခုနှစ်မှာတော့ပြပခီတော့အေတေဝင်ရောက်မှုက1ဒသမ6တန်ကျော်သာဝင်ရောက်မှုရှိခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံခီတော့လုပ်ငန်းရှင်များအသင်းအနေနဲ့စစ်တပ်ကကျင်းပတဲ့တရားမဝင်ရွေးကောက်ပွဲအလုံးကာလမှာတိုးတက်လာနိုင်ရဲလို့ခန့်မှန်းထားကြပါရှင်။ ရွေးကောက်ပွဲအပိုင်းနှစ်ကိုလာမယ့်2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာပြုလုပ်မယ်လို့စစ်တပ်ဩဇာခံရွေးကောက်ပွဲကော်မရှင်ကအောက်တိုဘာလ20ရက်နေ့ကထုတ်ပြန်ပါတယ်။အဲ့ဒီရွေးကောက်ပွဲအပိုင်းနှစ်ကိုမြို့နယ်တရားမှာကျင်းပတော့မှာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာကရနီပြည်နယ်ကဒီမော့ဆိုနဲ့ဖလူဆိုမြို့တွေတော့ပါဝင်လာပြီးလက်ရှိအချိန်မှာဒီမော့ဆိုမြို့ရဲ့နေရာတချို့ကိုစစ်အုပ်စုကပြန်လည်ထိန်းချုပ်ထားပြီးကရနီတော်လေရဲ့တပ်ပေါင်းစုတွေနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပေါ်နေတာပါ။ ။ဖရူဆိုမြို့နယ်မှာဆိုရင်လည်းစစ်အုပ်စုကဖရူဆိုမြို့ပေါ် area ကိုသာထိန်းချုပ်ထားတာဖြစ်ကတော်လေရဲတက်တွင်နဲ့မြို့တွင်ထိတွေ့တိုက်ပွဲတွေဖြစ်ပေါ်နေတာဖြစ်ပြီးဒေသခံပြည်သူတွေထွက်ပြေးတိမ်းချောက်တော့တာဖြစ်တဲ့အတွက်စစ်ကော်မရှင်တက်တွေပဲချက်ရှိနေမှာဖြစ်ပါတယ်။ အော်တိုဘားလဆင်ကားရက်တာကာလအတွင်းတိုက်ပွဲပေါင်း50ကျော်ဖြစ်ပေါ်ခဲ့တဲ့ကရင်ပြည်နယ်ဖာဝုံမြို့နယ်မှာလည်းရွေးကောက်ပွဲအပိုင်နဲ့ကျင်းပမယ်ထင်မှာပါဝင်နေပါတယ်။ရွေးကောက်ပွဲအပိုင်နဲ့ကျင်းပပီစီဂျင်းဒီရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာထားတဲ့မြို့နယ်တွေထဲက82မြို့နယ်ကျန်ရှိမှာဖြစ်ပါတယ်။အာနာသိန်းစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတုအယောင်ရွေးကောက်ပွဲဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တော်လေးအင်အားစုတွေကထုတ်ပြန်ထားပါတယ်ရှင်။ မကွေတိုင်းစိတ်ဖြူမြို့နယ်တဲကစစ်ကောင်စီတက်စကန်ကိကိုအောင်တိုဘာလ28ရက်နေ့မနက်ကတိုက်ခိုက်ခဲ့တဲ့အတွက်စစ်သား၄ယောက်သေဆုံးပြီးလက်နက်ခဲယံတချို့သိမ်းဆီးရရှိခဲ့တယ်လို့ပခုတ်ကူခရိုင်အမတ်စစ်ကိုတည်ရင်းစီကသိရပါတယ်။ အဲ့ဒီတိုက်ပွဲမှာတော်လေရဲတပ်ဖွဲ့ဘက်ကစစ်ကြောင်းမူတယောက်ကြဆုံးခဲ့ပါတယ်ဆဲဖြုံမြို့နယ်တန်းစလုံးရွာမှာဂိတ်ဖွင့်ပြီးတော့ငွေတောင်းနေတဲ့စစ်တပ်စစ်စေးဂိတ်စခန်းကိုတော်လေရဲအဖွဲ့တွေကတိုက်ခိုက်ခဲ့ကြတာပါအဲ့ဒီတိုက်ခိုက်မှုကိုပခုတ်ကူခရိုင်အမတ်စစ်ကိုတရင်နဲ့ရနေသာကောလဲမကွေးတိုင်းပကဖရွှေလျားစစ်ကြောင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီးရနေသာကောလဲရဲ့စစ်ကြောင်းမှကြာဆုံးခဲ့တာဖြစ်ပါတယ် တိုက်ပွဲဖြစ်တဲ့နေရာဟာစိတ်ဖြူမြို့နယ်နမိုက်ခွေးလောက်ပဲဝဲပြီးဘန်ကာနှစ်ခုကိုတော်လေတက်တွေတင်ပြီးချိန်မှာပဲစစ်တပ်စစ်ကူတွေချက်ချင်းရောက်လာတယ်လို့ပခုတ်ကူခရအမတ်စစ်ကိုတရင်ရဲ့ပြောရေးဆိုခွင့်ရှိသူကုကြားပေါက်ကဒီဘူဘီကို ပြောပါတယ်အဲ့ဒီတိုက်ပွဲမှာစစ်သားလေးယောက်ကြဆုံးတာကိုမြင်တွေ့ခဲ့ရသလို MA3 တနက်တလဲကြီးပေါက်သုံးပါ5.56 G အတောက်ရဲ့တရ100နဲ့အတူတခြားဆက်ဆက်ပစ္စည်းတွေလည်းတင်းစီရရှိခဲ့တယ်လို့သူကဆက်ပြောပါရရှင်။ စကိုင်းတိုင်းကြောင်မြောင်မြို့နယ်မန္တလေးတိုင်းစင်ကူးမြို့ကိုဆက်သွယ်ထားတဲ့ရတနာသင်္ခတရာဟာအောက်တိုဘာလ29ရက်နေ့မနက်အစောပိုင်းမှာမိုင်းခွေးဖြက်စီးခံလိုက်ရရလို့ဒေသခံတွေကပြောပါရယ်။ကြောင်မြောင်မြို့ဖက်ကျန်းတရာထိတ်ကိုစစ်တပ်ကတက်ဆွေးထားပြီးစိတ်ကူးဘက်ကိုတော့ပြည်သူ့ကာကွယ်ရေးတပ်တွေကထိန်းချုပ်ထားတာပါ။အခုပျက်စီးရမှာတော့စင်ကူးဖက်ကျန်းကတရာပိုင်းမှာပျက်စီးသွားတာဖြစ်ပါရယ်။ ်စစ်တပ်ထောက်ခံတဲ့ Telegram Channel တွေမှာတော့ပြည်သူ့ကာကွယ်ရေးတပ်တွေကမိုက်ခွဲဖျက်ဆီးလိုက်တာလို့ဖြန့်ဝေနေကြပြီး ဘေးအဖွဲကလှုပ်ဆောင်ခဲ့လေဆိုတော့ကိုတော့ဒီဘူဘီအနေနဲ့တီးကြအတင်မပြူနိုင်သလိုအချင်းနဲ့အသေးစိတ်ကိုသိရှိရဖို့စိန်ကူကာကွယ်ရေးတပ်ဖွဲ့တို့ကိုဆက်သွယ်မေးမြန်းနေစေဖြစ်ပါသည်။တရားပြည့်စီတော့ပြီးတဲ့နောက်စိန်ကူမြို့နယ်တွေကိုစစ်ကောင်စီက၅ချိန်ထမ်းမနေလေးချောင်းတိုက်ခိုက်တယ်လို့ဒေသခံတယောက်ကဒီဘူဘီကိုပြောပါသည်။တစင်နစစ်ကွန်စစ်စင်ရဲ့အတွင်မန္တလေးအထက်ပိုင်းကတပိတ်ချင်းမိုးကုတ်စိန်ကူမြို့တွေကိုတော်လေးရေပူပေါင်းတပ်တွေကသိမ်းပိုက်ခဲ့ပြီးမတရားမြို့နယ်ကနေမြေအများစုကိုလည်းထိန်းချုပ်ထားခဲ့ရပါ။ဒါပေမဲ့ က်ရှိမှာတပေးချင်းမြို့ကိုစစ်ကောင်စီပြန်လည်သိမ်းယူထားပြီးမန္တလေးမိုးကုတ်လမ်းပိုင်းကဖော့တော်လမ်းစုံကိုလည်းအော်တိုဘားလ၁၄ရက်နေ့မှာသိမ်းယူထားပါတယ်ရှင်။ထိုင်းနိုင်ငံမြောက်ပိုင်းချင်းပိုင်းခရိုင်မြမနေဆက်အနားမှာအခုရက်ပိုင်းအတွင်းထိုင်းစစ်တပ်နဲ့မိုးရစေဝတေဆောင်တဲ့အဖွဲ့တို့ပြစ်ခတ်မှုနှကြိမ်ဖြစ်ပေါ်ခဲ့ပြီးမိုးရစေတေဆောင်တဲ့အဖွဲ့က9ရောက်တေဆုံးကစိတ်ကြော့ဆေးပြားစုစုပေါင်း9သန်း3သိန်းဖမ်းဆီးရမည်လို့မေဆိုင်ပရက်ထိုင်းသတင်းမှာဖော်ပြပါတယ် ။အော်တိုဘာလ28ရက်နေ့မနက်နဲ့28ရက်နေ့ညနေပိုင်းတွင်မှပစ်ခတ်မှုဖြစ်ခဲ့တာဖြစ်ပြီးပစ်ခတ်မှုအတွင်းတေဆုံးသူတွေက6ယောက်ဟာဒေသတွင်ကလူတွေမဟုတ်ပဲမြန်မာဗတ်ချန်းကားလို့ယူဆရတယ်လို့ထိုင်းစစ်ကြောင်းတာဝန်ရှိသူကသတင်းထောက်တွေကိုပြောကြားပါဗျာ။ ထိုင်းမြောက်ပိုင်းဒေသမှာအော်တိုဘားလအတွင်းမွေးရစေတေဆောင်တဲ့အဖွဲနဲ့ပြစ်ခတ်မှု၅ကြိမ်ဖြစ်ပေါ်ပြီးတစ်ဖက်က9ရောက်တေဆုံးကြောင်းနဲ့အဲ့ဒီမွေးရစေရဲဘန်ကောက်ထိရောက်တော့ရင်ကာလာတက်ဖို့ဘတ်တန်ပေါင်း3489ဒသမ6တန်ဆုံးရှုံးမယ်လို့အမှတ်၅တိုင်းဒေသမွေးရစေနေနေရဲ့ရဲတပ်ဖွဲ့ကပြောပါရရှင် တရုတ်အစိုးရရဲ့ဂျောင်းဝင်စစ်ဆေးမှုနဲ့တရုတ်နိုင်ငံကုမင်းမြို့မှာစစ်ကောင်စီနဲ့တအန်းအမျိုးသားလူမျိုးရေးတပ်မတော် TNL တို့အော်တိုဘာလ28ရက်နဲ့28ရက်နဲ့နရက်တာတွဲဆုံညှိနှိုင်းပြီးနှစ်ဖက်အပြစ်ခတ်ရက်စေးလိုက်တယ်လို့ TNL ကထုတ်ပြန်ပါတယ်စစ်ကောင်စီအနေနဲ့ TNL ထိန်းချုပ်ထားတဲ့ဒေတာတွေကိုလေကြောင်းနဲ့ဘုံကျေတာစစ်ကြောင်းထုတ်တာတွေကိုရပ်တန့်ရမှာဖြစ်ပြီး TNL ကတော့မိုးကုန်းနဲ့မိုးမိတ်မြို့ကနေစုခေါ်ဖို့အတွက်နှစ်ဖက်သဘောတူညီခဲ့ကြတယ်လို့ဖော်ပြပါတယ် ။တစင်းတစက်ကွန်စစ်စဲရဲ့နောက်ပိုင်းစစ်ကောင်စီနဲ့ထင်းအန်လေတို့အကြားကိုကျင့်အထေတွေးဆုံဆွေးနွေးပြီးတဲ့နောက်အပြစ်ခတ်ရက်စဲရဲလက်မှတ်ရေးထိုးခဲ့ကြတာပါ။ TNL ရဲ့ပြောခွင့်ရသူကိုဒီဘူဘီကဆက်သွေးမင်းမြန်နေပေမဲ့ဆက်သွေးလို့မရသေးပါဘူး။ TNL ထိန်းချုပ်ထားတဲ့နောက်ချိုးကြောက်မဲတီဘောမျိုးတွေကိုစစ်ကောင်စီတပ်ကပြန်လည်သိမ်းယူပြီးတဲ့နောက် TNL ထိန်းချုပ်ထားတဲ့နံပါတူနက်ဆန်မတ်တုံမိုင်းလုံးမိုင်းငော့မျိုးတွေကိုစစ်ကောင်စီကနှင်းစင်ရက်ဆက်ဘုံကျင်းနေခဲ့တာဖြစ်ပါရဲ့ရှင်။ ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာအသက်၈၀နှစ်မပြည့်ခင်အမျိုးသမီးတွေအိမ်ထောင်ပြူရာနဲ့ဆေကျော်သက်မိန်းကလေးတွေအကလေးမွေးတာအများဆုံးဖြစ်တယ်လို့စစ်ကောင်စီကောက်ယူခဲ့တဲ့သကောင်စင်ရဲ့အစီရင်ခံစာမှာဖော်ပြပါတယ်။ ်အောက်တိုဘာလ28ရက်နေ့မှာထုတ်ပြန်တဲ့2024ခုနှစ်သကောင်းစဉ်ရင်အတွက်ပြည်ထောင်စုအစီရင်ခံစာမှာဖော်ပြတာဖြစ်ပြီးစုစုပေါင်းလူဦးရေမှာအမျိုးသား60%ရခိုင်နှုန်းအမျိုးသမီး53%ရခိုင်နှုန်းရှိတယ်လို့ဆိုပါတယ်။နိုင်ငံအတိုင်းအတာအရာအသက်70နှစ်မပြည့်ခင်အင်တာဗျူသူအမျိုးသမီး8%ရခိုင်နှုန်းရှိပြီးရခိုင်ပြည်နယ်မှာ19.9%ရခိုင်နှုန်းနဲ့ရှမ်းပြည်နယ်မှာတော့73.5%ရခိုင်နှုန်းရှိတယ်လို့ဖော်ပြထားပါတယ်။ စုစုပေါင်းကလေးမွေးနှုံးမှလည်းရခိုင်ပြည်နယ်မှာနင်းတသမ၈ရောက်နဲ့အမြင့်ဆုံး ARD တိုင်းနဲ့ကချင်ပြည်နယ်တို့မှာနင်းတသမ၂ရောက်နဲ့ဒုတိယအမြင့်ဆုံးဖြစ်တယ်လို့ဆိုပါရယ်။ပဲခူးမကွေးမန္တလေးတိုင်းတို့မှာတော့ကလေးမွေးနှုံးနေပြီးရန်ကုန်တိုင်းကတော့အနည်းဆုံးလို့ဆိုပါရယ်။မင်းကလေးတွေစေကျော်တဲ့အရွေမှာကလေးမွေးနှုံကအသက်၁၅ဆစ်ကိုအုပ်စုမင်းကလေးတထောင်မှာစစ်သုံးရောက်ရှိပြီးရခိုင်နဲ့ရှမ်းပြည်နယ်မှာအများဆုံးလို့ဆိုပါရရှင်